ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အပြင် သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်မာကုခရစ်ဝင်ခန်းကြီး7အပိုင်ငယ်43ကိုရောသည်တပည့်တော်တို့ကိုခေါ်၍ငါအမှန်ဆိုသည်ကဘန္နာတိုက်တဲ့သို့တွင်းချသောသူအပေါင်းတို့ထက်ထိုဆင်းရဲသောမုတ်ဆိုးမှသည်တာ၍တွင်းချခဲ့ပြီကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့သခင်ရှုကဘန္နာတိုက်ရှိမှာထိုင်ပြီးတော့ လူတွေကပိမန်တော်ပန္နာတိုင်းတဲကိုငွေကြေးတွေလာပြီးတော့တွန်းလောင်းတယ်အလူငွေလာထဲ့တယ်အဲ့ဒီရာကိုသခင်ရှုကကြည်နေတယ်ငွေရတတ်တော်သူတွေကများစွာတွန်းချတယ်အထုတ်ကြီးအထုတ်ငယ်တွေနဲ့ဒင်းကားပြားတွေအသံပေါင်းများစွာမြည်ပြီးတော့အာသူတို့အလူငွေထဲ့လိုက်လို့ရှင် မဆုံးတော့ဘူးချလွန်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 းနဲ့အသံတွေကမြည်နေတယ်သခင်ရှုကအဲ့ဒါကိုကြည်နေပါတယ်အဲ့ဒီချိန်မှာဆင်းရဲတဲ့မုတ်ဆိုးမတယောက်ကလာပြီးတော့ တပည့်နောက်ပဲတန်တဲ့ကြီးနီတင်းကားနှပြားကိုတွင်းချလိုက်တယ်။မိုးဆိုးမအလွန်ွေထဲတဲ့အချိန်မှာတော့အတန်ကချွလွန်ဆိုတဲ့နှစ်ချက်လောက်ပဲကြားရပါတယ်။တင်းကားကနှပြားပဲဖြစ်တယ်။အဲ့ဒီခါမှာသခင်ရှုကတပည့်တော်တွေခေါ်ပြီးတော့ငါအမှန်ကန်ပြောမယ်။ဘန်နာတိုက်တဲ့သူတွင်းချတော်သူအပေါင်းတို့ထံအဲ့ဒီအရှိမထဲ့သွားတဲ့လူတွေကအထုတ်ကြီးအထုတ်ငယ်အိတ်ကြီးအိတ်ငယ်နဲ့အင်မတန်မှစူညံစွာနဲ့အသံတွေများစွာထွက်အောင်တင်းကားပြားတွေကို သွင်းချခဲ့တဲ့အဲဒီချမ်းသာတဲ့လူတွေထက်တဲ့အဲဒီမုံဆိုးမကသာရွေ့သွင်းချပြီဒီမုံဆိုးမကအများကြီးသွင်းလိုက်တာတပည့်တော်တွေကနားမလဲပေါ့ရှေ့မှာထဲ့တဲ့တထေးတွေကအရှိမထဲ့တဲ့ချမ်းသာတဲ့သူတွေကတလောက်အထုတ်ကြီးအထုတ်ငယ်နဲ့အများကြီးထဲ့တာမုံဆိုးမကဒင်းကနှစ်ပြားပဲထဲ့တာတခင်ရှုကဘာလို့ဒီမုံဆိုးမကိုမှအများကြီးထဲ့တယ်လို့ပြောရတာလဲဘာကိုကြည့်ပြီးပြောတာလဲအเจ้าမူကားတဲ့တခင်ရှုကပြောပါတယ် အဲ့ဒီချမ်းသာတဲ့သူတွေကသူတို့ရဲ့ကြွယ်ဝတဲ့စီးစိမ်တွေကနှုတ်ပြီးတော့သွင်းချတာဖြစ်တယ်။သူတို့အိမ်မှာအများကြီးကြံသေးတယ်။အဲ့ဒီသူတို့ကြွယ်ဝတဲ့အထဲတွေကနေသူတို့ကထဲ့တာ။ဒီမုံဆိုးမွားကတော့တဲ့အဲ့လိုမဟုတ်ဘူးတဲ့။အလွန်ဆင်းရဲလျက်ပင်တဲ့။သူ့မှာစားစရာဒါပဲရှိတယ်တဲ့။မိမိအသက်မွေးတဲ့အဥ္စာရှိသမျှကိုသွင်းချလိုက်တာ။ဒီဒင်းကားနှစ်ပြားကသူ့မှာရှိတာအကုန်ပဲ။အဲ့ဒါကိုသူကဖျားသခင်တွတ်ဆိုပြီးတော့ပေးလိုက်တယ်။နိုင်ငံတော်တွတ်သူကပေးလိုက်တယ်။ ဒါကြောင့်မို့သူကအများဆုံးတွင်းချတယ်လို့သခင်ရှုကပြောခြင်းဖြစ်ပါတယ်။သခင်ရှုကအပြင်းပန်းကိုကြည့်ပြီးတော့အများကြီးတွင်းချတယ်လို့ပြောတာမဟုတ်ပါဘူး။နှလုံးသားကိုကြည့်ပြီးတော့ပြောတာဖြစ်တယ်။မုံဆိုးမွားရဲ့စေတနာစိတ်အပြည့်နဲ့ပေးလူတဲ့အရာကို အများကြီးတွင်းချတယ်လို့သခင်ရှုကဖော်ကျူးခြင်းဖြစ်ပါတယ်။အဲဒါမို့ခြေသွင်းရောက်စီတိုင်းကျွန်တော်တို့ပေးလူတဲ့အရာကနည်းလားများလားဖခင်ကစိတ်မဝင်စားပါဘူး။အရေးအတွက်ကိုဖခင်ကမကြည့်ပါဘူး။ ဘုရားသခင်ကသင်ရဲ့အတွင်နှလုံးသားကိုချိန်တဲ့ဘုရားရှင်ဖြစ်တယ်။သင်ဘလောက်စေတနာစိတ်နဲ့ပေးလူတာလဲ။သင်ရဲ့နှလုံးသားထဲမှာဘုရားသခင်ကိုချစ်ပြီးတော့ပေးလူတာလား။တခုခုပြန်ရခြင်းလို့ပေးလူတာလား။ကြွားခြင်းလို့ပေးတာလား။ဘုရားသခင်ကသိပါတယ်။ဒါကြောင့်မို့နှလုံးသားကိုမြင်တဲ့ဘုရားကမုံဆိုးမရဲ့တင်းကားနှပြကိုချီးမွမ်းခဲ့တယ်။ကျွန်းဒီဖြစ်ဖြစ်ကိုကြည့်တဲ့အခါမှာအရှိမလှူသွားတဲ့လူတွေကနဲတာမဟုတ်ဘူးအများကြီးလှူသွားတာကျွန်တော်တို့ကမုတ်ဆိုးမနေရာမှာဆိုရင်တော့အဲ့ဒီတင်းကားနှပြကို လှူခဲ့ပါအောင်မလားဟာမဖြစ်ဘူးတင်နေအရှိမလူသွားလူတွေကအများကြီးပဲငါကဒင်းကားလေးနဲ့ပြားတယ်ဘာမှမဖြစ်စလောက်ပါဘူးအိမ်ပြန်ပြီးတော့ငါနည်းနည်းပတ်စံပြန်ဆုလိုက်အောင်မယ်ပြီးမှလာထဲ့မယ်လို့ဒီမုတ်ဆိုးမနေရာမှာကျွန်တော်သာဆိုရင်ပြောကောင်းပြောနိုင်ပါတယ်တို့ရတွင်မုတ်ဆိုးမကသူများကိုမကြည့်ဘူးအရှိမထဲတဲ့သူတွေဘလောက်ပဲများများသူတော်ကိုစိတ်ဝင်စားအောင်သူကိုဖျားသခင်ပေးထားတဲ့ပတ်စံသူကိုဖျားသခင်ပေးထားတဲ့အရာလေးကိုဖျားသခင်နိုင်ငံတော်အတွက်သူကပြန်ပြီးတော့ ွင်ချခဲ့တယ်။သူ့မှာရှိတဲ့အရာနဲ့ဘုရားသခင်ကိုပဲကျေးဇူးတင်တဲ့စိတ်နဲ့ဘုရားသခင်ကိုပဲအာယုံပြုပြီးတော့သူကလှုပ်ဆောင်ခဲ့ပါတယ်။သူကအခြားသောသူတွေကိုအာယုံဆိုင်မယ်ဆိုရင်တော့သူအလွန်ငွေထည့်နိုင်မှာမဟုတ်တော့ဘူး။သူအိမ်ပြန်လာမှာဖြစ်ပါတယ်။ဒါကြောင့်မခြေသုံးယောက်စီတိုင်းကျွန်တော်ရဲ့ဘဝအသက်တာထဲမှာလည်းသူများတွေကိုသာသင်အာယုံဆိုင်မယ်ဆိုရင်တော့သင်လှုပ်ရမယ့်ကိစ္စတွေဘုရားသခင်ကိုခိုင်းထားတဲ့အရာတွေသင်လှုပ်နိုင်မှာမဟုတ်တော့ဘူး။သင်နဲ့ဆိုင်တဲ့အရာတွေကိုသင်ကလှုပ်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ဘုရားသခင်ကကျွန်တော်တို့ကို လူတွေကိုအာယုံဆိုင်ဖို့ထက်သူ့ကိုအာယုံဆိုင်ဖို့အလိုရှိတဲ့ဖရာရှင်ဖြစ်တယ်။ဘုရားသခင်ဘုံမှာစေတနာစိတ်နဲ့သာသင်ပေးလူလိုက်ပါ။နေတာများတာဖရာမကြည့်ဘူး။ဘုရားသခင်ရဲ့အမှုတော်ကိုစေတနာစိတ်နဲ့သင်ကဆောင်ရွက်လိုက်ပါ။ကြီးတဲ့လုပ်ငန်း၊သေးတဲ့လုပ်ငန်းဖရာကမကြည့်ပါဘူး။သင်ရဲ့နှလုံးသားကိုပဲကြည့်တယ်ဖရာရှင်ဖြစ်တယ်။တမန်ကျမ်းစာထဲမှာဒါဝိဒ်ကဂေါလဲကြီးကိုတွားတိုက်တဲ့အခါမှာဂေါလဲကြီးဘလောက်ကြီးလဲဆိုတာကိုသူစိတ်ဝင်စားပါဘူး။ဂေါလဲကိုသူမကြည့်ဘူး။ဂေါလိယရဲ့ကြီးမားခြင်းတွေ ်ကိုလေးရဲ့လက်နက်တွေကောင်းမွန်ခြင်းတွေကိုလေးရဲ့တန်ချက်ကတွေ तू မကြည့်ပါသူ့မှာရှိတဲ့လောက်လွဲလေးနဲ့ပဲဖရာသခင်ကိုသာမျှော်ကြည့်ပြီးတော့ဖရာသခင်ရဲ့နာမကိုသာဆွဲကန်ပြီးတော့သူကတိုက်ပွဲတွေဝင်သွားတယ်ဒါကြောင့်မို့ဖရာသခင်ကသူ့ကိုအောင်မြင်ရတဲ့အခွင့်ကိုပေးပါတယ်ရှောလုံးနဲ့ဤသူလာတမျိုးသားလုံးကတော့ဂေါလျက်ကြီးကိုပဲကြည့်တဲ့အခါမှာဂေါလျက်ကိုပဲအံ့ဩစိုက်တဲ့အခါမှာသူတို့ထွက်မတိုက်ရဲဘူး။ဘုရားသခင်ဘလောက်ကြီးမြတ်လဲဆိုတာလေသူမသိတော့ဘူး။ ဒါကြောင့်မို့သူတို့ကကြောက်နေတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။အကယ်၍ဒါဝိဒါဂေါလျက်ကြီးရဲ့ကြီးမားခြင်းတွေကိုပဲကြည့်မယ်ဆိုရင်တော့သူလည်းကြောက်နေခဲ့မှာဖြစ်တယ်။ဒါဝိဒ်ကဂေါလျက်ရဲ့ကြီးမားခြင်းကိုမကြည့်ဘူး။သူများကိုသူစိတ်ဝင်စားအောင်ဖျားသခင်သူ့ပါအစွမ်းဆောင်ပေးထားလေ။လောက်လွဲလေးပြစ်တတ်တယ်။အဲ့ဒီယာနဲ့ပဲသူကတိုက်ပွဲကိုဝင်သွားခဲ့တယ်။ဖျားသခင်ကလည်းအဲ့ဒီလောက်လွဲနဲ့ပဲအောင်နိုင်ရတဲ့အခွင့်ကိုပြင်ဆင်ခဲ့ပါတယ်။ဒါကြောင့်မို့ခြေသုံးယောက်စီတိုင်းသူများစီမှာပါရှိလေ။ သူများတွေကအကြည်စမ်းမောင်းချမ်းသာနေပြီသူများတွေကတိုးတက်နေပြီသူများတွေကကောင်းစားနေလိုက်တာသူများမှာရှိတဲ့အရာတွေကိုပဲသင်ဟာစိတ်ဝင်စားမယ်ဆိုရင်တော့ဘုရားသခင်သင်ကိုကောင်းကြီးပေးလို့မရဘူးဘုရားရဲ့အောင်မြင်ခြင်းနဲ့သင်ကလွဲချော်နေမှာဖြစ်ပါတယ်သင်မှာဘုရားသခင်ပါပေးထားတယ်အဲ့ဒီပေးတဲ့အရာလေးပေါ်မှာပဲအသုံးပြုလိုက်ပါအဲ့ဒီဘုရားပေးထားတဲ့အရာလေးနဲ့ပဲဘုရားသခင်နိုင်ငံအတွက်ပါဝင်လိုက်ပါမုတ်ဆိုးမကတင်းကားလေးနှပြပါပါတယ်ဒါပဲရှိတယ် ဒါပေမဲ့အရှိမထဲ့သွားတဲ့တတိတွေနဲ့ဆိုင်ရင်ဘာမှမပြောပါတော့ပါဘူး။ဒါပေမဲ့အရှိမထဲ့သွားတဲ့သူတွေကိုသူမကြည့်ဘူး။သူကြည့်တာကဖယားသခင်တို့ကသူပေးမယ်။သူမှရှိတဲ့အရာလေးကိုပဲသူစိတ်ဝင်စားစွာနဲ့ဖယားသခင်တို့ကအသုံးပြုခဲ့တယ်။သခင်ရှုကလည်းအဲ့ဒီမုတ်ဆိုးမရဲ့ထဲ့တဲ့ဒင်းကားနှစ်ပြားကိုမကြည့်ပါဘူး။မုတ်ဆိုးမရဲ့နှလုံးသားကိုကြည့်တယ်။အဲ့ဒီနှလုံးသားကိုမြင်တဲ့ဖယားကမုတ်ဆိုးမကိုချီးမွမ်းခဲ့တယ်။ဒါကြောင့်မို့ချေသောရောက်ရှိတိုင်းကျွန်တော်ဘုရားတက်တာထဲမှာကျန်သူရဲ့ကြီးမားခြင်းကိုကြည့်မယ်။ လူတွေကိုကြည့်မယ်ဆိုရင်တော့သင်ကဖရာသခင်ခိုင်းတဲ့ຢာတွေကိုလောကမှာလုံနိုင်မှာတော့မဟုတ်ပါဘူး။ဖရာသခင်ပေးတဲ့တာဝန်တွေကိုသင်ဆောင်ရွက်ဖို့အတွက်ပြက်ကွက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့သင်မှာရှိတဲ့ຢာလေးကိုပဲကျေးဇူးတော်ချီးမွမ်းလိုက်ပါ။သူများမှာရှိတဲ့ຢာကိုစိတ်ဝင်စားပါနဲ့။သင်မှာရှိတဲ့ຢာလေးနဲ့ပဲအစီခံလိုက်ပါ။သူများကဘယ်လောက်ထိကြီးမားလဲဆိုတာကိုသင်မကြည့်ပါနဲ့။ ပင်မှာရှိတဲ့ຢာလေးကိုဖယားသခင်တို့အသုံးပြုခြင်းအပြင်ဖယားသခင်ကိုသာမျက်မှောက်ပြုလေအသက်ရှင်တတ်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ